မေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ကထုံလို့အမိရတဲ့အမျိုးသားတအူဟာဒေသခံစိတ်ခံတရအနေမှာငါးဖန်ပိုင်နဲ့ညှိနေတဲ့လင်းပိုင်ကလေးလေးတစ်ကောင်ကိုကဲတင်ပြီးပြန်လွတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူဟာခီးတစ်ခုသွားခဲ့ပြီးခီးကပြန်လာတဲ့အခါမှာတော့ထူးခြားတဲ့အရာတွေကိုစတင်တွေ့ရှိခဲ့ပါတယ်။အဲ့ဒါကတော့စိတ်ခံတရအပေါ်မှာမနက်တိုင်းငါးရီတတရရချထားပေးတာကို တွေ့ခဲ့ရတာပါ။ဒါဟာတရက်ဆနှစ်ရက်ဆမဟုတ်ဖေး ရက်အတော်ကြစက်တိုက်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူနဲ့တခြားလေးပိုင်ရှင်တွေကဒီကိစ္စကိုစိတ်ဝင်စားစွာနဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုပြန်ကြည့်ခဲ့ကြပါတယ်။လုံခြုံရေးကင်မရာမှတ်တမ်းထဲမှာသူတို့ဟာအားအားတင့်စရာမင်းဝင်တစ်ခုကိုတွေ့လိုက်ရပါတယ်။ညဘက်ရောက်ခဲ့အခါလင်းမိုင်ကြီးတကောင်ဟာရေပေါ်တက်လာပြီးပါဇက်နဲ့ကြိုက်ထားတဲ့ငားတွေကိုငင်းငင်းသားသားပဲစိတ်ခံတရားပေါ်မှာခြာထားပေးခဲ့တာပါ။ဒေသခံတွေကဒါဟာ ထွန်ကေတင်ဟဲလေးမိုင်ကလေးရဲ့မိခင်ပဲဖြစ်တယ်လို့ကောက်ချက်ထားခဲ့ကြပါတယ်။ဒီထီရက်ကနေလေးမိုင်တွေဟာညံရင်မိမားနဲ့တရဝါးတွေဖြစ်ပြီးခန်းစားတတ်တယ်၊ဆက်ဆံရေးတိဆောက်တတ်တယ်၊အတိအမှတ်ပြုတ်တတ်တယ်ဆိုတာကိုပိုပြီးသိရှိစေခဲ့ပါတယ်။လေးမိုင်တွေဟာတစ်ကိုက်အပိုက်အဆက်တွေ၊ရင်းညီပင်တွေလိုမျိုးပစ္စည်းတွေကိုသူတို့အုပ်စုထဲကလေးမိုင်တွေကို အချင်းချင်းလက်ဆောင်ပေးတတ်တယ်ဆိုတဲ့အချက်အလက်တွေရှိပေမယ့်လူသားတွေအတွက်ကိုရည်ရွယ်ပြီး လက်ဆောင်ပေးတာမျိုးကတော့အလွန်ရှားပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ like and follow လုပ်ပြီး i pay ခဲ့ကြပါအောင်နော်။အားလုံးပဲအဆင်ပြေကြပါစေ။